အားလုံးပဲမင်္ဂလာပါများ။ကောင်းစံသတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ရုပ်ဆောင်မိုးရစွန်ရဖေးဥကျော်စေရအဖမ်းခံရမှုနဲ့ပတ်သက်ပြီးပြောလာတဲ့ကျော်မျိုးမင်းရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာကျော်မျိုးမင်းကဘလို့ကြောင်းအရင်းနဲ့ပတ်သက်ပြီးပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးရသုံးသက်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းစံသတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ျော်စရာ NLD ပါတီဝင်ဟောင်းပေါ့နော်တမလို့သားဟောင်း NLD ပါတီဝင်ဟောင်းနောက်ပြီးသုံးလုံးပါတီဝင်ဟောင်းဥကျော်စရာပျောက်နေတယ်ဆိုတဲ့တင်ပေါ့နော်ပျောက်နေတယ်ဆိုတဲ့နေရာမှာ BBC ကတော့ဖော်ပြတာကတော့ဥကျော်စရာကိုစစ်တပ်ကဖမ်းပြီးတော့စစ်ဆေးမင်းများနေတယ်ဆိုပြီးတော့ BBC ကတော့ဖော်ပြတယ်အဲဖော်ပြတယ်ကျွန်တဲ့မီဒီယာတော်များဖော်ပြတာလေကျွန်တော်တို့လည်း confirm လုပ်လို့မရတော့ဘူးဥကျော်စရာ Facebook ကြီးကလည်းအရင်လိုမီးစိမ့်နေတော့ရင်လိုမီးစိမ့်နေဘူးအဲ post တွေလည်းမတွေ့ရတော့ပြောရင်တော့တော်တော်လေးတော့ဒီဒီသတင်းကဖြစ်နိုင်ချေရှိတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ဥကျော်စရာကဥကျော်စရာဘာလို့ဖမ်းဆီးစစ်ဆေးခံရတာလဲဆိုတော့မိကုံးကတော့ရှင်းပါတယ်သူ့ရဲ့ရေးသားချက်တွေကြောင့်ဖြစ်တာပါသူ့ရဲ့ရေးသားချက်တွေကြောင့် तू อ่ะအားလုံးသိတယ်မယ် तू อ่ะဥကျော်စရာက तू မြင်မြင်နေတိုင်းတို့ဘောပြောလို့ရှိရင်တို့ပါတယ်ဥကျော်စရာပိုက်လို့လူမျိုးတွေပါတယ် तू မြင်တော့ तू မြင်တိုင်းပြောတယ် तू တိတ်ကြောက်လဲကြောက်တဲ့အချိန်မှာမပါဘူးကြာဒီကွာတိတ်ကြောက်လဲမကြောက်ဘူးကြောက်လဲမကြောက်ဘူး तू မြင် तू မြင် तू ပြောတယ်အဲ့လိုဆိုတော့ပြောရင်တော့ပြောရင်တော့ဟို तू လဲတကယ်ကိုပဲဒီလိုလူမျိုးလွတ်တော်မှဖြစ်ဖို့တို့ကတူလူမျိုးတယောက်ပါတယ်ကျွန်တော်အမြင်ပြောရင်ဖြစ်ဖို့ပါတယ်ဒါပေမဲ့ခက်တာကသူခုနောက်ပိုင်းရှိတဲ့ကိစ္စတွေကြတော့ဒီဘိုးချုပ်ကြီးမြောင်းလိုင်းကိုတိုက်ရိုက်တဲ့ပြီးရှိတာဖြစ်လာတယ်ဖြစ်လာတဲ့အပြင်ဒီ personal attack attack ပုံစံမျိုးတက်ရောက်လာတယ်ဗျာသူရေးသားချက်တွေကဖြစ်လာတဲ့ခါကျတော့တစ်ဖက်ကလည်းကြည့်ရတာဟိုသူဘိုးချုပ်ကြီးမြောင်းလိုင်းတို့ရဲ့ အောက်ကတပည့်တပည့်နေရလဲနည်းနည်းလေးချူရတယ်ကြည့်လို့ကြည့်ရတဲ့အချင်းမပြေမစင်ပြေတော့ဘူးဆိုပုံမျိုးနဲ့ကောက်ပြီးဖမ်းထိန်ထားတဲ့သဘောလိုယူဆတယ်တော်တော်ညင်နေတိုင်းပြောလို့စင်ပြေနိုင်ရင်တော့ပြန်လွတ်လာနိုင်ရှိတာပေါ့အဲ့လိုပုံမျိုးနဲ့ဒီဖမ်းစီမင်းမြန်နေတဲ့အချိန်မှာကောက်ယူမင်းမြန်နေတဲ့အချိန်မှာအဲပြောတာဆိုတာလေးတွေကကလန်ကစန်ဒီပုံစံရှိခဲ့မယ်ဆိုရင်တော့ထောင်ထဲရောက်သွားနိုင်တယ်ပေါ့ဘာလို့ဆိုတော့ဥကျော်စီကရှေ့မှာရေးခဲ့တဲ့များပို့စီကွန်မန့်တွေတော်တော်များတယ်ပါတကုမို့တကုပါဥပဒေညီဆွနိုင်တယ်တောက်စီရောက်ကလည်းရှိတယ်ဗျာဆိုတော့ဥပဒေညီဆွနိုင်တာတွေကအများကြီးတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လူတွေကျွန်တော်ကလူသားတွေဖြစ်တယ်လူတွေကတခါတလေကိုယ့်ရဲ့ဖြစ်စေချင်တဲ့ဆန္ဒတွေကိုပြောရင်းနဲ့ ဒီပြီးတော့တိုက်ပြီးထိကနေတာဆုံးရှုံးမှုတွေကိုပြောရင်းနဲ့အားပါသွားတယ်မန်ပါသွားတယ်စကလုံးသုံးလုံးတင်းပါသွားတယ်စကလုံးသုံးလုံးကြမ်းသွားတယ်ဒါရှိနေတယ်အဲ့လိုရှိတဲ့အခါမျိုးတွေရှိတော့ကျွန်တော်ကလူတိုင်းကအမားလေးတွေကိုသိရှိကြတယ်ဘာသူမှမအမှန်တရားကြီးမဟုတ်ဘူးအမားကိုသိရှိတယ်အဲ့တော့ဘိုးချင်းချင်းမရောက်မှလည်းဘိုးချင်းချင်းမရောက်လည်းမှလည်းအမားတွေရှိလာလို့မင်း तू လုတ်ခဲ့တယ်လို့လူတိုင်းရန်လုံးပြန်မှန်နေရလို့လေကျွန်တော်အပြတ်ပြောလို့မရဘူးလို့ရန်လုံးပြန်မှားတာလေပြောပြောလို့မရဘူးဆိုတော့ तू ကလည်းသူလုတ်တဲ့ထက်မှာခြေလမ်းမှားသွားတာရှိနေတယ်ခြေလမ်းလွှဲသွားတာရှိနေတယ်ဒါပေမဲ့ तू ဟာ तू ပြန်ပြင်းနေတော့ပြန်တည့်တယ်ဖြည်းဖြည်းချင်းသွားလိမ့်မယ်သူရှိနေတယ်အဲ့တော့တာမန်ရက်သားတွေမှလည်းရှိတယ်လူတိုင်းမှာဒီအမားလေးတွေအသေးနဲ့အကြီး ဟိုဟိုဘာလဲအဲ့လိုပဲအမအသေးကြီးလေးရှိနေတယ်လူတိုင်းမှရှိနေတယ်အဲ့တော့ဥကျော်သေးရမှာလဲအဲ့လိုပဲရှိနေတယ်သူပြောရတဲ့ထက်မှာပြောရရင်တော့ဟိုတက်ဘက်ကလူတွေနောက်ကဘုသူမကြီးမြောက်လည်းနဲ့သူရဲ့တပည့်တွေစိတ်ဆိုးခြင်းစရာကောင်းတဲ့အကြောင်းအရာတွေများစွာပါနိုင်တယ်ပါနိုင်တယ်အဲ့တော့ဒါကြောင့်မလို့သူကအခုလိုဘာစီချင်းသိခံရတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ပေါ့နော်ဆိုတော့ဘာလို့ဘာလို့အဲ့လိုပြောလဲဆိုတော့ဟိုခဲသူ့ post ကြီးသူ့ command ကြီးသူ့ဟာကြီးတော့ဖတ်ကြည့်ပြပါတယ်ပြောရဲဆိုတော့ဥကျော်သေးရကလည်းအဲ့လိုဟိုအထဲမှာလည်းပါလိုက်ပြသူကနည်းနည်းတော့အဲ့လိုပါရှိတယ်ပြီးတော့ကျွန်တော်နဲ့အော်နောက်ဆုံးဆောင်ခဲ့တဲ့အခေါက်ဆုံးမှာဆိုလို့ရှိရင်နောက်ဆုံးဆောင်ခဲ့ခေါက်ပါဆိုရင်သူပြောတယ်ကျွန်တော်တို့ကျွန်တော်တဲ့ပါတီထောင်မလို့တဲ့ ဆိုကျွန်တော်သူ့ကိုပြောတယ်အငယ်ပါတီထောင်မယ်ဆိုရင် तू က NLD ကထွက်ခဲ့တယ်ပြီးသုံးလုံးဝင်တယ်ပြီးသုံးလုံးမှလည်းပြဿနာအဆင်မရှိအဆင်မပြေရရှိတယ်ထွက်တယ်ထွက်ပြီးတော့သူ့ကိုပါတီထောင်မှုချိုးစားတယ်ဆိုတော့ကျွန်တော်ကအငယ်ပါတီထောင်မယ်အစားတတိပုဂ္ဂလာနဲ့လွတ်တော်ကိုလည်းဖြစ်အောင်လုပ်ပါလားတဲ့ချက်ကဘာလို့ဆိုတော့အငယ်ပြောတယ်ဆိုတဲ့ထဲမှာပါတယ်ပြောတယ်ပြောပြီးဆိုရင်လည်း तू ကအလွတ်ပြောတာငါအဲ့ဟို NLD ဆိုတဲ့ထဲမှာ तू ပြောခဲ့တယ်အလွတ်တွေပြောတာအလွတ်တွေပြောတာ तू ကဘယ်လိုသာစာရဲကိုကြည့်ပြီးတော့ဒီလိုပြောကြမလို့ तू က तू ပြောမယ်ချောင်း तू မှတ်မှတ်ပြီး तू ကလွတ်တော်ထဲမှာ तू ဒီလိုပြောတာအဲ့လိုပြောတာဆိုတော့ပြီးခဲ့တဲ့ငါဟိုဒေါ်စောကြီးဆိုတဲ့ငါနေမှာ तू NLD ပါတီဝင်ဖြစ်ခဲ့ပြီမဲ့ तू NLD ပါတီအားနှစ်ချက်အားနှစ်ချက်ထောက်ပြတာ ောက်ပြောခဲ့တယ်။ဟိုမှာထောက်ပြဖြုံးမင်းသိန်းဝယ်တဲ့မိစက်ကြီးပေးစာသူထောက်ပြတာပဲ။နောက်တလွဲတွေအများကြီးရှိတယ်။အများကြီးထောက်ပြတာ။အဲ့ထောက်ပြတဲ့အတွက်လွဲပေါင်းများစွာသူထောက်ပြပြီးတော့တော်တော်သူပြောခဲ့တဲ့ထဲမှာပါတယ်။ပြောလုံးလို့သူ့ကိုနောက်ဆုံးကျတော့ပါတီကထုတ်ကိုပြစ်လိုက်ရတယ်။ပါတီနဲ့ရန်ဖြစ်ရတယ်။ပါတီကသူ့ကိုလုံးဝကိုထုတ်ပြတယ်လို့ပဲပြောမှာပေါ့ဗျာ။အဲ့လိုအဲ့လိုကန်ထုတ်ပြလိုက်တဲ့တီကိုဖြစ်သွားတယ်။ဆိုတော့ကို့ပါတီကိုပြန်တွယ်တယ်ပေါ့ဆိုတော့ပြောပေါ့။ဘာလို့တွယ်လဲ။ तू ကဖြစ်စေချင်တာပြည်သူလူထုဥတည်တယ်လို့သူပြောတာ။ဒါကြောင့်သူဟုတ်လား။ဆိုတော့အစွမ်းစားရှိတယ်ထင်မှာပါတယ်။ဒီလွတ်တော်ထဲမှာဆွေးနွေးနိုင်တဲ့အစွမ်းစားရှိတယ်မှာပါတယ်။အဲ့လိုပဲ तू ပြီးသလုံးပါတီဆက်လုပ်တယ်။ရုပ်ကဝင်ဝင်နဲ့မအောင်မြင်ခဲ့ဘူး။နောက်အဲ့ရင်ထွက်တယ်။အခုနောက်ဆုံးမှာသူ့ပါတီချောင်းမှုစူးစားတယ်။သူပါတီချောင်းမှုစူးစားတယ်လေ။ तू မအောင်မြင်ဘူးလို့ပြောတယ်။ကျွန်တော်အဲ့ဒါပြောတော့ ကျွန်တော်တို့ကြံပြီးတတိပုဂ္ဂိုလ်ကသွားသွားတင်တယ်လွတ်တော်ကုသလည်းဖြစ်တင်တယ်တတိပုဂ္ဂိုလ်ကလည်းလွတ်တော်ရောက်သွားပြီလွတ်တော်တွေမှာဆွေးနွေးပါတိုင်းပြီးတော့ကောင်းနိုင်ဆွေးနွေးဆွေးနွေးနေအဲ့ဒီနေရာမှာလူတွေရလက်ခံလိုက်ပါတီဆက်ထားအောင်အဲ့လိုသွားပါလို့ကျွန်တော်တိုက်တွန်းခဲ့တယ်သူအဲ့တော့သူကလည်းစဉ်းစားသွားစဉ်းစားယူပြန်သွားတယ်နောက်ပိုင်းကျွန်တော်တင်ဖုန်းလည်းပဲပြောပြတော့အဲ့ဒါတော့ကကုတဲ့ကုတဲ့ကြောင့်ဖန်ခံလိုက်ရတယ်နောက်ပိုင်းကျွန်တော် Facebook မှာလည်းကျွန်တော် Facebook ကလည်းမရှိတော့တာကြောင့် Facebook မှာလည်း friend မဖြစ်တော့ဘူးဘယ်မှာ friend ဖြစ်တော့ဘူးပဲဖုန်းလည်းတခါတလေဖုန်းလေးနဲ့ပြောပြတာမျိုးရှိတယ်ဒါပေမဲ့တော်တော်ပြောနေသွားတယ်ကောနော်နေသွားပြီးတော့အခုတော့ဘာပဲပြောပြောအခုလိုဖြစ်သွားတယ်ဆိုတော့ဩဘာပဲပြောစိတ်တော့မကောင်းပါဘူးတိုးတော့ဒါရီယာကုတဲ့တခါတည်းကြရင်ဖြစ်တတ်တယ်တဘာဝတွေပဲတိုးတော့ကောင်းသွားတာတခုရှိတယ် ဲ့ဒါဘာလဲဆိုတော့ဥကျော်စီရသည်စစ်တပ်ကဖမ်းလိုက်တာဖြစ်တဲ့အတွက်ဖမ်းချင်းစင်ခံရဖြစ်တဲ့သူကထောင်ချက်သွားရင်လေပြန်ထွက်လာရင်သူကနိုင်ငံရေးအမှုနဲ့သူ့ဘုတ်ခေါင်းစဉ်တစ်ခုနဲ့သူဖမ်းခံထားရတယ်ပြီးပြန်ထွက်လာတယ်နိုင်ငံရေးကိုသူဆက်လုပ်မယ်ဆိုတော့နိုင်ငံရေးကဖြစ်နေသူဆက်နေမယ်ဒါကြတော့ဥကျော်စီရသည်တိုက်ပြီးသစ္စာဖောက်မယ်လို့မဟုတ်ဘူးတိုင်းပြည်သားပေါ်လို့မဟုတ်သူတကထောင်ထွေးကြုံလည်းသူရသွားမယ်နိုင်ငံတကြုံကြုံလည်းသူရသွားမယ်တကယ်လို့ထောင်ချက်ကြေးလေးပေါ်တော့နော်အကယ်၍ညှိနှိုင်းပိုက်ပြီးလို့ပြန်လွတ်လာရင်လွတ်လာနိုင်ရှိပါတယ်ဆိုတော့ဟိုသူ့တကတော့ဟိုဘာပြော brand တစ်ခုတော့ road တစ်ခုတက်သွားတယ်လို့ကျွန်တော်မြင်လူတွေပို့ပြီးသူမှတ်မိသွားသေးတာပေါ့ဟိုဆိုလိုတာကကျွန်တော်နိုင်ငံမှာရှိတယ်မလားထောင်ချဘူးမှနိုင်ငံရေးသမားလုပ်ရမယ်နိုင်ငံရေးသမားလုပ်လို့ဆိုရင်ထောင်ဘယ်လောက်ချဘူးလို့ရတယ် ဆိုတော့ယူသူလိုပေါ်သူလိုကြောင်တော်နိုင်ငံရေးသမားတွေရဲ့ဟိုအယူဆရှိတယ်လေကြောင်တော်နိုင်ငံရေးသမားတွေလို့ကျွန်တော်ပြောပြပါဘာလို့ဆိုတော့နိုင်ငံရေးသမားကိုထောင်ချဖို့မှနိုင်ငံရေးသမားလို့တတ်မှတ်ချင်တဲ့လူနေသားတစုရှိတယ်အဲ့လူနေသားတစုကိုကျွန်တော်တည်ပြီးပြောတာတခါတယ်အဲ့ဥကျော်စရာတို့ကတော့အဲ့လူနေသားအတွက်ပြောစရာဖြစ်သွားတယ်အဲ့လူနေသားတို့ကတော့စတန်ကြီးစရာရပါတော့ဒီကလေးကထောင်ချခဲ့ပြောတာပါနော်ဆိုတော့တကယ်နိုင်ငံမှာဒီနိုင်ငံမှာရှိတယ်နိုင်ငံရေးသမားဆိုရင်ထောင်ချဖို့မှဘလို့ချက်မပြေတဲ့အတွေ့ခေါ်နဲ့နိုင်ငံရေးသမားတွေလို့ကျွန်တော်မသိဘူးအဲ့လိုအဲ့ဒါကြောင့်လည်းချက်မပြေလို့လေအဲ့လိုချက်မပြေလို့လေခုချိန်ထိလွှတ်တော်ကိုယ်စားတော်မဖြစ်ဘူးလေဒီကောင်ကြီးရှင်တကယ်ချက်မပြေတဲ့နိုင်ငံရေးသမားအများကြီးပဲစေနာလည်းမမှန်အောင်ချက်လုံးမပြေဘူးနိုင်ငံရေးသမားဆိုထောင်ချဖို့မှပမိုင်းရှိလားလို့ပထဝီရှိလားလို့သိပ္ပံရှိလားလို့လာလို့ နိုင်ငံသမားကရှင်းရှင်းပြောရင်တမိုင်းရှိကြမလို့တကယ်နိုင်ငံကိုချစ်ပြီးနိုင်ငံကိုလေ့လာပြီးတကယ်နိုင်ငံတို့လုပ်လို့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့နောက်ထပ်နိုင်ငံကိုထပ်လုပ်ရတယ်ခင်ဗျားတို့လည်းအခုနောက်ထပ်နိုင်ငံကိုထပ်လုပ်ရတယ်နိုင်ငံတကယ်ချစ်ပြီးနိုင်ငံသမားဆိုပြီးနိုင်ငံရေးသမားဆိုပြီးတော့တော်တော်အမှတ်ပြနေထပ်လုပ်ရတယ်ကျွန်တော်နိုင်ငံမှာကြာခရှင်းပြောရင်ဟိုဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်ဆိုက်ကသမားတော်မှာပဲဒေါ်ဆန်းစုကြည်ကိုထောက်ခံရင်ဟိုသမင်းညက်ဆရာတော်တော်တော်အမှတ်ဖြစ်တာပါခင်ဗျာဒါလောက်လွယ်တဲ့တိုင်းကြီးကြီးခင်ဗျာနိုင်ငံသမားဆိုတော့ဘလောက်လွယ်ခက်လို့အတိုင်းကြီးပါဘာခက်လို့နိုင်ငံသမားအဆင့်တန်းဆိုတာဘာကောင်းတာရှိလို့ကကြူးလေးကျွန်တော်မိတယ်နိုင်ငံသမားဒီတိုင်းပြနိုင်ငံသမားအဆင့်တန်းရှိလို့ကျွန်တော်ပြောရပါနိုင်ငံသမားအဆင့်တန်းရှိလို့တကယ်အဆင့်တန်းရှိပါဘူးဘာလို့အဆင့်တန်းရှိတယ်မင်းဒေါ်ဆန်းစုကြည်ထောက်ခံရင် စပိန်ညဆရာတော်ထွက်တော်မှဖြစ်တဲ့တိုင်းပြည်ကျွန်တော်ပြောမနေနဲ့နော်အဲ့လိုတိုင်းပြည်ဆိုတော့နိုင်ငံသမားရယ်ဆိုတာနဲ့ဘာပေတိုင်းတိုင်းလဲမင်းဘာပေတိုင်းမှမရှိဘူးထောင်ချဘူးရမယ်ဆိုဩအဲ့လိုတိုင်းပြည်ခင်ဗျစဉ်းစားကြည့်နော်နိုင်ငံသမားထောင်ချဘူးရမယ်လို့နိုင်ငံသမားဒေါက်ဆတ်တီထမိန်နှံ့ရှူဘူးရမယ်လို့အဲ့လိုဆိုတာနိုင်ငံသမားဆိုတော့ကျွန်တော်တော့အဲ့လိုနိုင်ငံသမားတော့ဖြစ်မခံနိုင်ဘူးဖြစ်လုံးကြည့်အဲ့ဒါနိုင်ငံသမားတော့ကျွန်တော်မခံထားဘူးအဲ့ဒါနိုင်ငံသမားမဟုတ်ဘူးထမိန်နှံ့ကိုခိုးစည်းတဲ့ကောင်လေးအဲ့ဒါနိုင်ငံသမားထမိန်နှံ့ခိုးစည်းတဲ့ကောင်လေးအဲ့ဒါနိုင်ငံသမားမဟုတ်ဘူးဘာလဲဆိုတော့ဟိုဘာလဲဆိုတော့အရေးချင်းမရှိလို့အရေးချင်းမရှိလို့ဟိုထောင်ထဲသွားပြီးတော့ကိုကူကိုရိုးတင်မှုကြိုးစားရတယ်လူတွေအခုဥကြော်တရားကတော့အဲ့လိုဖြစ်မဲ့လို့မဟုတ်ဘူးသူကတော့ငိုကိုရက်ထောင်ထဲကြာဘူးလားမဟုတ်ဘူးအခုမှဒီလက်ထက်ကြမှာသူဒါ ိုင်ငံရေးနဲ့ညီဆုံးတယ်ပေါ့ညီဆုံးတယ်ပြီးခဲ့တဲ့ငါးနှစ်ဟိုပြီးခဲ့တဲ့ဝါရီကောင်ကနိုင်ငံရေးတကယ်လုတ်ခဲ့တယ်အဲ့တော့ရေးချင်းရှိတယ်အလားအလာရှိတယ်သို့တော့တခါကြရင်သူကသူယုံကြည်သူစိုးစောင်ပြောတဲ့အခြေလေးတော့နည်းနည်းရှိတယ်ကျွန်တော်ကျွန်တော်လို့ပါပဲသူပါဆက်ဆက်ပြောတာရှိတယ်ဆိုတော့အဲ့ကြောင့်လေဖြစ်တာပါเนาะဒါပေမဲ့လည်းကြည့်ရတော့သူ့အနေနဲ့လည်းဟိုသဘောထားတင်းတင်းမှမလို့ပဲနဲ့ပြန်ပြန်ညှိနှိုင်းနဲ့ညှိနှိုင်းလို့ပြီးတော့ပြန်လွတ်လာတာမျိုးလည်းဖြစ်နိုင်ချေရှိပါတယ်သို့တော့သူ့ရဲ့ပင်ကိုစိတ်ထားရဆိုရင်တော့တင်းခံအောင်လားတော့မသိဘူးတင်းခံရင်တော့မထင်မှတ်တာဖြစ်သွားနိုင်တယ်ပေါ့နော်ဒါလေးပါဆိုတော့ကျွန်တော်တို့ဒီ panic ဥစ္စာဥစ္စာတရားကိုခေါ်ယူစစ်ဆေးနေတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ရင်တော့ကောင်းတယ်ဆိုတဲ့ပြောလို့ပါ တေချာတော့ဥကျော်စီကလူတော်လူကောင်းတယောက်ဆိုတော့တေချာတယ်အတီသက်အနာမယ်ဖွဲ့စည်းနေတဲ့သဘောထားမတိုက်ဆိုင်တာမတူတာရှိနေတယ်လားဆိုရှိနေပါတယ်ရှိနေတဲ့ခါမှာသူပြောတာဆိုတာလည်းလွန်နာကျွန်တော်ရှိတာဆိုရှိနေပါတယ်အဲ့လိုပဲတစ်ဖက်ကလောက်တော့အရင်ရန်လုံးပြီးအကုန်မှန်ပါလားဆိုတော့လေလွတ်ရဆိုတာရှိနေပါတယ်အဲ့တော့အပြန်လန်းအကုန်လုံးမှဒဏ်ရာကိုစီနေပဲဗျာငါဒဏ်ရာမှာနဲ့ပါတယ်သူဒဏ်ရာမှာနဲ့ပါတယ်ငါဒဏ်ရာတော့အစားတယ်သူဒဏ်ရာရုပ်ဆိုးတယ်ဆိုပြောနေမယ်အစားအားလုံးပူပေါင်းဆောင်ရတဲ့ဗီဇာလေးပြန်လေးတူချောင်းတူချောင်းကြရင်မကောင်းဘူးလားလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ပြောရရင်ဥကျော်စီကဒီနိုင်ငံမှာရှိတဲ့တချို့သော88မျိုးဆက်နိုင်ငံရေးသမားတွေထက်အဆင့်တန်းပိုရှိတယ်နော်ကျွန်တော်တကယ်ပြောတာခါတော့နာမည်ကောင်းတော့မှသိတယ်ဘယ်သူတွေလို့နာမည်တက်ဆက်မလို့အဲ့ဒီလူတွေထက်ဥကျော်စီကပိုရှိရှိတယ် အဲ့ဒီလူတွေထဥကြော်စီကအတိုင်းမျိုးစိတ်စိတ်နာနေတယ်88 88 88ကပေါက်ပေါ်ပေါက်လာတဲ့နိုင်ငံရေးသမားဟုဆိုတော့နော်အဲ့ဒီအုပ်စုတွေဥကြော်စီကပုံပြီးအချင်းရှိတယ်ကျွန်တော်ဒါကျွန်တော်ယုံကြည်တယ်အဲ့တိုင်းကျွန်တော်ယုံကြည်တယ်တိုင်းပြည်ပေါ်မှာသူတစ္ဆာရှိတယ်ဟိုလူတွေကတော့ဘာဖြစ်လဲသူများပေးတာကန်တာရရင်ယူမယ်ပါတီသားထောင်တာသူများပေးတာကန်တာနဲ့မกินတဲ့ဟာတွေကြီးပဲအဲ့တော့ဘုံဝင်လည်းပြောရရင်တော့ကျွန်တော်တော့အဲ့လိုရှင်းချကြည့်ဆိုရင်တော့ကျွန်တော်ဥကြော်စီကနေ88အုပ်စုရရှင်88ကပေါ်လာနိုင်ငံမှာရှင်ဥကြော်စီကပို့ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့ကျွန်တော်တို့ကပို့ပြီးတော့ သဘောကျတယ်လို့ကြောက်လို့ပြောချင်တယ်ဒါပါပဲเนาะကျွန်တော်တို့ပြောမိတော့ဟေးဒါပါတော့เนาะဆိုတော့ okay အဲဒီနောက်တစ်ခုကတော့ဒီနေ့ကျွန်တော်အပိလေးကတော့ကျွန်တော်ကကျွန်တော်ကအရင်ကဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းရဲ့တိတ်တိတ်ပုံလော်ဘီလို့စကားလုံးကျွန်တော်သုံးမှုတယ်မှတ်မိကြလိမ့်မယ်အခုတိတ်တိတ်ပုံလော်ဘီတယောက်ကျွန်တော်တွေ့ပြီဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းရဲ့တိတ်တိတ်ပုံလော်ဘီတယောက်တွေ့ပြီဘယ်လောက်ရလဲတော့ကျွန်တော်မသိဘူးเนาะတိတ်တိတ်ပုံလော်ဘီဘလို့လော်လဲဆိုဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကိုဆက်ပြီးအုပ်ချုပ်စီကျင်တာလားတော့ကျွန်တော်မသိဘူးဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကဒီစစ်ဝတ်စုံကြီးနဲ့စစ်ကျူနီဖောင်းကြီးနဲ့တိုင်းပြည်ဆက်အုပ်ထုတ်တာကိုလိုချင်လို့ဖြစ်မှာပေါ့ဗျာတော့လိုက်ပြီးတော့လော်ဘီလုပ်တယ်တဲ့မလော်ဘူးသူကလော်တဲ့ခါတဲ့မလော်တော့လိုက်ပြီးလော်တာဘလို့လော်လဲဆိုတော့ဘလို့လော်လဲဆိုတော့ ်နော်ကျွန်တော်ပြမယ်ဘယ်လိုလဲဆိုတော့တလောက်တဲ့တိုက်ပြီးခက်ခဲနေတဲ့အချိန်မှာရွက်ကောက်ကိုဖြောင်းလို့ဖို့စမ်းရှိနေတယ်တဲ့ဆိုပြီးပြောတယ်ဘယ်သူများလဲဆိုတော့နော်တချို့လူတွေအချစ်တော်ကြီးပေါ့အောင်စောအောင်စောကဘုံချုပ်ချင်းမရအောင်လိုင်းရဲ့တိတ်တိတ်ပုတ်လော်ပြီးဖြစ်နေတာကိုကျွန်တော်အခုမှသတိထားမိသွားတာအဲ့တော့ဘယ်လိုနားလဲရမလဲဆိုတော့ तू ကရွေးကောက်ပွဲလုပ်မဲ့ကိစ္စကို तू ကမကြိုက်ဘူး။တိုင်းပြပြငလျင်တန်ခံရတဲ့စေဘေးတန်ဖြစ်နေတဲ့အမတီမင်းဖြစ်တဲ့နေမီလေးမသိနေမီလေးလည်းပြန်ပြီးတော့မတည်နေဘူး။အဲ့ဒီကြားထဲကနေဘုသူကြီးမရောက်လိုင်းကရွေးကောက်ပွဲလုပ်ကိုကျင်းပနေတယ်။ရွေးကောက်ပွဲလုပ်ကိုရန်စူးစမ်းနေတယ်။အဲ့တော့ရွေးကောက်ပွဲလုပ်ကိုမသိတော့ဘူးဘာလို့ညာဘူးပြောတော့အဲ့တော့ ရွေးကောက်ပွဲလုပ်ဖို့မသိတော့ဘူးရွေးကောက်ပွဲမလုပ်ရဘူးဆိုရင်အခုဘယ်သူချုပ်နေလဲဘယ်သူချုပ်နေလဲဆိုတော့တဘောကသူ့အနေနဲ့ပြောချင်တာရွေးကောက်ပွဲမလုပ်တင်ဘူးလို့ပြောချင်ပြောလိုက်တာဦးမြောင်လိုင်းကိုဆက်အုပ်ချုပ်ပါလို့ပြောတာနဲ့တော့မတူဘူးလားအဲ့တော့ပြောတာအောင်စောကဦးမြောင်လိုင်းကိုအားရမပါရမကြိုက်ဘူးတဲ့ပုံစံမျိုးမကြိုက်တဲ့ပုံစံမျိုးနေမင်းကစားပြောနေပြီမဲ့စုစိတ်ထဲမှာဦးမြောင်လိုင်းကိုအုပ်ချုပ်တာကိုကြိုက်နေတယ်ထင်တယ်ဒီစစ်တပ်အုပ်ချုပ်နေတာသူကြိုက်ပြီးကြိုက်နေတယ်ကြိုက်ပြီးသဘောကျနေတယ်ထင်တယ်ကြိုက်ပြီးတော့လော်ဘီလိုခိုက်ထားတာတော့မသိဘူးသူကရွေးကောက်ပွဲလုပ်တာကိုတော့လက်မခံမကြိုက်ဘူးဒါကျွန်တော်တို့ကရွေးကောက်ပွဲလုပ်တာကိုလက်ခံတာအဲ့တော့ခင်ဗျားတို့ပြန်ပြီးအေးအေးဆေးခေါင်းထဲစဉ်းစားမယ်ဆိုရင်ရွေးကောက်ပွဲလုပ်ရင်ဘယ်သူတက်လာမှာလဲ 越高不留言，越高看首页的页得了。阿古啊，爬首页。阿古啊，反正望见我不留页，阿那也用发来首页。嗯，越高不留言，越高看首页。他说：“今天我古在难白留言，越高看首页，罗进那啦。反正望见我不留页，代表实在个阿那有啥呀？首页，进来了。哎，我中午嘛，你进来了。他比如说实在我嘛，你进屋里表现冇啦。实在我中午嘛，你进屋里表现冇啦。哎，留言实在我中午我们后退。的，越高对面看到首页的页，包了。比如越高对面看到首页阿冇咩，你进那留言，越高不留言，阿拉中台讲冇啦。” အဲ့ဒါကိုအောင်စောကရွေးကောက်ပွဲလုပ်တာကိုမကြိုက်ဘူးမလုပ်သင့်ဘူးဆန့်ကျင်တယ်ကန့်ကွက်တယ်အာဘာဖြစ်တယ်ညာဖြစ်တယ်ရွေးကောက်ပွဲလုပ်တာကဘာဖြစ်တာညာဖြစ်တာအာလို့ဆုံးပြောနေတော့ဒါဆိုရင် तू ကစစ်တပ်အုပ်ချုပ်တာကိုထောက်ခံနေရတဲ့ပေါ်လားတိုးရိုက်ပြီးတော့အဲ့တော့ကျွန်တော်ပုံနေပြောင်းအောင်စောဒီတိတ်တိတ်ဘုံလော်ဘီဖြစ်နေပြီဘိုလ်ကြီးမရောက်လာရင်တိတ်တိတ်ဘုံလော်ဘီပဲတိတ်ဘုံလော်ဘီဒီလိုကျွန်တော်မြင်တယ်ဘာလို့ဆိုပေါ်တင်လော်ဘီပေါ်ဦးတိတ်ဘုံလော်ဘီပေါ်တင်လော်ဘီကျတော့ဘိုလ်ကြီးပေါ်တင်လော်ဘီကျတော့ဘိုလ်ကြီးမရောက်လာရင်ပြောမယ်ဟာအဖအကိုလှတာအဖအဖညံ့ညံ့ကောင်းတာအတွေးကောင်းညံ့ကောင်းတာဘာအရန်တော်တာ အာဘာဘာဘာလုပ်ကြည့်ရလေအရင်ကအရင်ချင်းချင်းရှိတာတိုက်ပြီးမှတကယ်ကိုတရုတ်ကိုလည်းဘလို့ကစားထားတာအမေရိကန်ဘလို့ကစားလိုက်တာရုရှားဘလို့ကင်ထားတာဘလို့လုပ်တာအာကြီးကဘလို့မျက်စိမှခံခွဲသွားတာအဲအဲ့ဒါကလည်းဘာလုံးဝတိုက်ပြီးမှအတုမဲ့ကောင်းတယ်အဲ့ဒါဒက်လော်ဘီပေါ်တင်လော်ဘီအဲ့လိုပြောရင်အဲ့ဒါပေါ်တင်လော်ဘီအဲဒီဘက်ကအဘာဘာလုပ်ကောင်းတယ်ဆိုတာအဲ့ဒါပေါ်တင်လော်ဘီအဲဒီဘက်ကအောင်တော်ကြတော့စစ်တပ်အုပ်ဆိုတာရွေးကောက်ပွဲလုပ်တာမကောင်းဘူးရွေးကောက်ပွဲမှာဖြစ်တင်မှုဘာဘူးညာဘူးဘာအရှောက်ပြောဘူးဖြစ်လို့မရဘူးရွေးကောက်ပွဲဖြစ်တယ်ဆိုရင်မကောင်းဘူးဒီတိုင်းပြည်လည်းမတည်ငြိမ်သေးဘူးမလီနန်ခံထားရတယ်အတိတိုင်းပြည်ဒေးလိုက်လည်းပြန်မရသေးဘူးကိုကဖြစ်ထားတဲ့ဒီကဖြစ်ထားတဲ့အားစာပြေမျိုးစုံမျိုးမျိုးရွေးကောက်ပွဲကမလုပ်တင်ဘူးရွေးကောက်ပွဲလုပ်ဖို့စူးစမ်းနေတာမကောင်းဘူးဆိုတာပြောတာက တဘောကတနည်းအားဖြင့်ဦးဇုံကြီးမရောက်လို့စစ်တပ်အစိုးရကဆက်အုပ်ချုပ်ပါလို့တော်ရိုက်ပြီးတော့ပြောတာအတူတူပဲအဲ့တော့ဘာဘာနဲ့ပါတူလဲဆိုတော့ तू ကတော့တော်ရိုက်ပြီးတော့လော်တယ်တိတ်တိတ်ဘုံလော်ပြီကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ရွေးကောက်ပွဲဖြစ်ဖို့တုံးအားပေးလာရွေးကောက်ပွဲမြန်မြန်လုပ်ပါရွေးကောက်ပွဲမဖြစ်ဖြစ်လုပ်ပါဖြစ်အောင်လုပ်ပါဖြစ်တဲ့နေရာနဲ့ဖြစ်အောင်လုပ်ပါဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံတောင်ယူရိုလိကမှာအမေရိကန်နိုင်ငံမှာတော့တောင်မြောက်စစ်ပွဲမှာတောင်မြောက်စစ်ပွဲမှာအိဗရာဟန်လင်ကွန်ကိုအုပ်စုကရွေးကောက်ပွဲလုပ်ပြီးမှ तू ရတဲ့နောက် तू တိတ်တာပြန်ကြည့်နော်တမိုင်းပြန်ပါကြည့်အမေရိကန်နိုင်ငံတောင်အိဗရာဟန်လင်ကွန်ကိုအိဗရာဟန်လင်ကွန်လက်ထက်မှာလင်ကွန်လက်ထက်မှာတောင်မြောက်ကွဲတဲ့အချိန်မှာတောင်မြောက်စစ်ပွဲဖြစ်တဲ့အချိန်မှာလင်ကွန်က तू အပိုင်းမှာသူရုပ်ကောက်ပဲဖျက်အောင်လုပ်ပြီးသူသမရတက်လုပ်ပြီးဟိုမှာဟုတ်တော့ပြန်သိမ်းတာ drive ပြီးပြန်စူးစီးတာဆိုတော့အမေရိကန်တော့အဲ့ဒီဓာတ်နဲ့လောက်သွားခဲ့ဘူးတဲ့တပိုင်းပြန်ဖတ်ခြင်းတွေ့လိမ့်မယ်ဆိုတော့မြန်မာပြည်လည်းလုပ်လို့ရတယ်ရှင်းရှင်းလေးပဲဘာလဲဆိုတော့ရွေးကောက်ပွဲကျင်းပလို့ရတော့နေမြန်မာရှိတဲ့လူလူရဲ့ထောက်ခံတော့အစိုးရကနေပြီးတော့အဲ့ဒီလူလူရဲ့အစိုးရကနေပြီးတော့ drive ပြီးလို့ပြန်လဲစူးစီးတာအဲ့ဒါတရားဝင်တယ်တရားမဝင်ဆိုတာမရှိဘူးမရှိဘူးเนาะအဲ့တော့တည်ငြိမ်အေးချမ်းသောနေမြေတောက်တော့ဗျာ ရွေးကောက်ပွဲကျင်းပလို့ရတာမြန်မာရှိတဲ့လူကြီးကမြန်မာနိုင်ငံရှိတဲ့လူကြီးတန်း90နဲ့တန်း90နဲ့တန်းဒီပါ90နဲ့တန်းဒီမှာ35တန်းလောက်ကဒီတင်ရေးကြတဲ့နေပြည်တော်မှာရှိနေပြီးတော့အဲ့ဒီလူတွေကမဲပေးကြမှာဆိုအဲ့ဒီ35တန်းကကိုစားပြုပြီးတင်တော့လို့တဲ့အစိုးရကတရိုင်းပြလို့အစိုးရဖြစ်ခွင့်ရလာမရခက်စမ်းသာကြည့်ရထွက်နေအဲ့တော့ပြောချင်တာကအမေရိကန်မှာတော့လင်ကွန်လက်ထက်ကတောင်ရောက်ကွဲတဲ့ချိန်မှာသူ့အပိုင်ကိုသူရွေးကောက်ပွဲနိုင်အောင်ကျင်းပပြီးတော့တမရသူလုတ်ပြီးတော့သူ့တောင်ရောက်ကိုပြန်စည်းလုံးသွားစီးရောင်သူတံပြန်ပြန်တိုက်ယူသွားတယ်မြန်မာပြည်မှာလည်းဒီလိုပဲရွေးကောက်ပွဲကျင်းပလို့ရတဲ့နေပြည်တော်မှာရွေးကောက်ပွဲကျင်းပပြီးတော့ နော်အဲ့မှာအစိုးရတက်လာမယ်ဘယ်သူသမရဖြစ်မလဲကျွန်တော်စိတ်ဝင်စားဘူးအဲ့တက်လိုက်အစိုးရကနေပြီးတော့သမရကနေအစိုးရကနေပြီးတော့လွတ်တော်နဲ့သမရအစိုးရကနေပြီးတော့သူ့ရဲ့ဒေတာလူလူရဲ့ထောက်ခံချက်ဒေတာလွတ်တော်ကြီးရဲ့ထောက်ခံချက်နဲ့အဲ့ဒီမြန်မြန်အားလုံးပြန်တိုက်ယူပြီးတော့တိုင်းနဲ့ဒိုင်းပြီးတော့ပြန်လဲပေါင်းစည်းတာကိုလောက်ခွင့်ရှိအဲ့ဒါမှရွေးကောက်ခံအစိုးရတက်ကဖြစ်မှာအဲ့တော့ရွေးကောက်ခံအစိုးရတက်ဖြစ်မှာကျွန်တော်တို့ကလေဒီမိုကရေစီကပြောပိုင်ခွင့်နဲ့အများကြီးအကောက်ပါအခုလူလူကလွတ်တော်မရှိတော့လူလူရဲ့အတန်တွေကကျွန်တော်မီဒီယာနေပဲဆင်သွားတယ်လွတ်တော်ရှိရင်မီဒီယာကလွတ်တော်နှစ်စုပ်ကသွားရင်ပြည်သူလူပုံစံပြီးမယ်အဲ့ဒါမျိုးပြောတာအဲ့ကြောင့်ကျွန်တော်ရွေးကောက်ပွဲကိုကျွန်တော်တို့ကအားပေးထောက်တယ်သူ့ဟာသူဘယ်သူဖြစ်ဖြစ်ရွေးကောက်တင်မြောက်ခံအုပ်ချုပ်လိုက်ပြီဆိုကြတဲ့ကျွန်တော်ရွေးကောက်တင်မြောက်ခံအစိုးရဖြစ်မှာ 我时代收牙，现在我做多少收牙？福建前屋里啊，我做的，然后以乌以乌表人进来我做的收牙，他说以乌表姐我做的收牙低，啊以乌是赚点千多万，越高对面看收牙低，越高对面看的收牙大家千多万，没丢咯，这都我有丢。哎，我这都话咯，越高对面不会，越高不会就是说明年落户大涨的，不价的，七十的。那么按说的话咯，福州这边买下这里不老低的说我福州这边买了，就时代个，设备我做不了多特别。 တဲ့လော်လို့မရတော့တွဲရပြီးလော်တာအဲ့တော့တိတ်တိတ်ပုံလော်ပြီးအောင်စောလို့ပဲကျွန်တော်ပြောချင်တယ်အဲ့ဒါပဲဟုတ်လားပြောအဲ့တော့တချင်တော့ကျွန်တော်ပြောသေးတယ်ဘူဇူကြီးမြောင်လာရေတိတ်တိတ်ပုံလော်ပြီးရှိတယ်လို့ကျွန်တော်ပြောတယ်ပေါ်တင်တဲ့လော်ပြီးရှိတယ်လို့တိတ်တိတ်ပုံလော်ပြီးလည်းရှိတယ်အဲ့တော့ဘယ်ကောင်တွေကတဲ့လော်ပြီးဘယ်ကောင်တိတ်တိတ်ပုံလော်ပြီးဆိုတာပြည်သူလူထုအနေနဲ့နောက်ပိုင်းကျရင်အေးချကိုကိုပြမြင်တတ်ဖို့တော့ကျွန်တော်တိုက်တော့မှာเนาะအဲ့ဒါလေးပြောရင်းနဲ့ဒီနေ့